ဒါကတော့မြန်မာမှုတွေနဲ့ခဲနာတဲ့မင်းကွန်းကညာသိန်းတန်စီဒီပါညာသိန်းတန်စီဒီကိုဘသူကဘလို့ရည်ရွယ်ချက်တွေနဲ့တိစောက်ခဲ့တာပါလဲ ညာသိန်းနှံစီဒီကိုဘိုးတော်ဗရုံမင်းလက်ထက်မှာသခိုင်းမင်းသာဘာကြီးတော်ကတီထားခဲ့တာပါဇီရီတော်တီလို့မပြီးခင်ကျင်ရတော့စင်ပြူမဲမင်းသမီးလေးကံတော်ကုံသွားတာကြောင့်မင်းသမီးလေးရဲ့နာမည်ကိုအစွဲပြုပြီးစင်ပြူမဲဖရာမင်းသမီးလေးရဲ့တသိန်းနှံမြရတနာကိုဌာပနာချားခဲ့ရာကနေညာသိန်းနှံဖရာဆိုပြီးခေါ်ဝေါ်ခဲ့ကြပါတယ်ညာသိန်းနှံစီဒီကဗုဒ္ဓဝင်ကျမ်းလာတာရင်သာနှက်ပြီကဆူနာမဏိစီဒီပုံစံတီထားတာပါဒါပြင်တောင်စင်ခုနှစ်ထက်တီတာခုနှစ်တန်းအားလိန်90 ်မြင့်မို့တောင်အစရှိတဲ့ဗုဒ္ဓဝင်ကျမ်းလာအယူအဆတွေလည်းပါဝင်ပါသေးတယ်။အဲလိုတည်ထားတဲ့မြာသိန်းနဲ့ဇေဒီယာ1838မှာတော့ငလင်ကြောင့်ပုံဖော်လို့မရတော့အောင်ပျက်စီးခဲ့ရပါတယ်။ဒါကြောင့်လည်း1855မှာအင်္ဂလိပ်တပ်မှူး Henry Yu ကအဲ့ဒီနေရာကိုရောက်လာတဲ့အခါအဓိကဇေဒီရဲ့ပုံမှန်သွင်မြင်ကိုပုံဖော်မရခဲ့ပါဘူး။ဒါပေမဲ့ Henry Yu ကဒီအဆောင်ရဲ့ဇင်းကြံတွေဟာအင်ဒိုနီးရှားမှာရှိတဲ့ဂျာဘာခေတ်လျာကမ္ဘာအကြီးဆုံးဗုဒ္ဓဘာသာဖျားကြောင်းနဲ့ရေပူရပုံစံဆင်တူတဲ့ တယ်လို့သူ့ဆောင်မှာရေးပါတယ်။နောက်ပိုင်းမှာတော့မင်းတုံမင်းကသူ့နန်းသက်ကုန်းကန်းဒီ1884ခုနှစ်မှာဇေဒီကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။အခုတော့မြန်မာမှုလက်ရရင်းနဲ့ကြော်ကြားတဲ့ညာသိန်းတန်ဇေဒီယာ2025ခုနှစ်သခိုင်းငလင်လှုပ်ခတ်မှုကြောင့်အတော်လေးပျက်စီးခဲ့ရပါတော့တယ်။ညာသိန်းတန်ဖျားကိုရှာဖွေကြရဲ့လား။